ဒီနေ့ညမှာကစားမဲ့နျူကာဆယ်အသင်းရဲ့အဝေးကွင်းပွဲစဉ်မှာပွဲထွက်လာနေရှိတဲ့အာဆင်နယ်ကစားမှ၁၁ရောက်ဒီ7ယောက်ကတော့ဒန်ယာကင်းစင်ပြီးတော့လက်ရှိနျူကာဆယ်တင်းရဲ့ပွဲစဉ်မှာပွဲထွက်လာနိုင်ခြေရှိတဲ့ကစားသမားကြီးပေါ့လေကျွန်တော်စိတ်ကြိုက်ရွေးထားတာအတောင်တင်းဆုံးပဲ တခါကြရင်ကျွန်တော်ရွေးချယ်ထားတဲ့စက်တယောက်နဲ့အိုက်တာရဲ့ပွဲထွက်ကစားသမိုင်းနဲ့တနည်းအားနှစ်နည်းအားတော့လွဲချော်တာရှိတယ်။သို့တော့အခုကျွန်တော်တို့ပြောတဲ့ line up ကတော့မှညာတန်းဖြုတ်ရမယ့် line up ပဲ။နောက်မှ plan B အနေနဲ့ထည့်သုံးမှတော့တပိုင်းပေါ့လေ။ဒါပေမဲ့ဒီလူစင်းစက်တယောက်ကတော့ကျွန်တော်စိတ်ကြိုက်ရွေးချယ်ထားတယ်။ဒီလူစင်းစက်တယောက်နဲ့ဆိုရင်ကာဆယ်ကိုမတိုင်းတဲ့အကြောင်းတော့မရှိဘူး။အိုက်တာဘလို့ game plan ထုတ်လာမယ်တော့မသိဘူး။ဒါပေမဲ့ဒီအကြောင်းကိုမပြောခင်မှာ25နှစ်ကပေါ်ပေးအသင်းနဲ့ပွဲစဉ်မှာထုတ်သွားခဲ့တဲ့ line up ကိုတစ်ချက်ကြည့်လိုက်ရအောင်။အဲ့ဒီပွဲစဉ်မှာဆိုရင် ကီပါကိုသုံးသွားခဲ့တယ်ရာယာအနားရတယ်စကယ်လီကိုသုံးသွားခဲ့တယ်ကာလာဖီယိုရီအနားရတယ်မော်ကွေယာနဲ့ဆာလီဘာကိုသုံးသွားခဲ့တာဖြစ်တဲ့အတွက်ဂေဗရီယယ်မကာကြီးအနားရခဲ့တယ်ဆာလီဘာတော့ဝင်ဆော့ခဲ့ရတယ်ဗောလေဘန်ဝိုက်ကိုအသုံးပြုသွားခဲ့တာဖြစ်တဲ့အတွက်ထင်ပါအနားရတယ်ကွင်းလက်သုံးရမှာဆိုရင်အစည်းနော့ကတ်နွမ်နရီကိုသုံးသွားခဲ့တာဖြစ်တဲ့အတွက်မာတီအိုရီဂတ်ဒီကလန်ရိုက်ဆူဗီမန်ဒီဆိုတဲ့အတွဲကိုသုံးလာမယ်ဆိုလို့ရှိရင်တော့နားရပြပြဝရရထားတယ်တခုလေးပဲမာတီအိုရီဂတ်သုံးမှမလားဆိုတော့ပြီးရင်ကျွန်တော်ပြန်ပြီးသုံးသက်ပြီးမယ် ဲ့တော့အစည်းကိုတော့အဲ့ပွဲစဉ်မှာသုံးသွားခဲ့တယ်။အရှိရသုံးယောက်တက်မှာဆိုရင်တော့ Martinelli, Mikemeino, Bukayo Saka ဒီသုံးယောက်ကိုသုံးသွားခဲ့တယ်။အဲ့အတွက်ယောဂရက်အနိုင်ရတယ်။ Martinelli ရော game minute အချို့သုံးသွားခဲ့ပြီးတော့ Saka ကိုလည်း minute 60တိသုံးသွားတွေ့ရတယ်။အဲ့တော့အရန်နဲ့လူစားဝင်လာတဲ့ကစားသမားကြီးကြည့်မယ်ဆိုရင်တော့ Gabriel Magalhaes, Peter Yogresh, Max Dolman, Trossard ဒီကလန်ရိုက်ဒီကစားမကြီးကတော့ဂိမ်းမိနစ်အချို့ဝင်ပြီးကစားသွားခဲ့တယ်မိနစ်80ကျော်မိနစ်60ကျော်မှဝင်ပြီးကစားဖြစ်တဲ့အတွက်အရင်ကြီးတော့ပွဲမပန်းခဲ့ဘူး ဒါတော့အဲ့ဒီပွဲစဉ်မှာအိုက်တာနေနဲ့ပေါ်ဘေးအသင်းလိုပွဲစဉ်မျိုးမှာကစားမတော်များအနားပေးနိုင်ခဲ့တယ်။ဆာကာနဲ့ပတ်သက်ပြီးကျောင်းစိုးရင်လာလွင်ကျန်တဲ့ဘက်မှာတော်လီစတာမီနာပြည့်ရှိခဲ့တယ်။ဒီနေရာမှာအင်ဂျူဒီကစားမဖြစ်တဲ့နိုနီမန်တူဂီခိုင်ရန်ဘက်ကတော့နိုဝင်ဘာလလယ်နဲ့လာကုန်ဂါနီလောက်မှပြန်လာနိုင်မယ်။ဂါဘရီဂျေဆုကတော့ဒီဇင်ဘာလလောက်မှပြန်လာနိုင်မယ်။ဒီ၃ယောက်ကတော့ဒီနေ့စင်းနဲ့မှမပါလာဘူးပေါ့လေ။အဲ့တော့နိုင်ငံတကာပွဲစဉ်တွေမတိုင်မီကျွန်တော်တို့၃ပွဲကြံရမယ်။ အဲ့ဒီနေ့ညပွဲစဉ်ဖြစ်တဲ့နယူကာဆယ်အဲ့ဒါပြည်တဲ့အော်တိုဘာလ၂ရက်နေ့ကျရင်အိုလံပီယာကော့စ်နဲ့အိမ်ကွင်းပွဲစဉ်ဖြစ်ချန်ပီယံလိဂ်ကန်ရမယ်။ဒါပြီးသွားရင်တော့အော်တိုဘာလ၄ရက်နေ့ကျရင်ဝက်ဆန်ယူနိုက်တက်ကိုကိုယ့်အိမ်ကိုမှအခန့်စားမယ်ပရီးမီးယားလိဂ်ပွဲစဉ်ရှိတယ်။အဲ့ဒါပြီးသွားရင်တော့တောက်လျှောက်က International Break ပဲ၁၈ရက်ကျော်တော့မှပဲပွဲတွေပြန်ရှိလာမယ်အနေထားဖြစ်သွားတယ်။ကြည့်ကျွန်တော်တို့သုံးသပ်ကြည့်လိုက်ရအောင်။အနားရထားပါလေဆိုတဲ့ David Raya ကိုသမားနေရာမှာအဲ့တော့ Louis Kelly ကိုသုံးထားခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ ဒီ Color Fury ကတော့လုံးဝအနားရထားခဲ့တယ် Color Fury အနေနဲ့ဘေဘချန်းခန်းစစ်အစော်မှာဒီညပွဲမှာပါဝင်လာမယ်အဲ့တော့ဘိုးခန်းစစ်အထိုင်အနေနဲ့မိုးကွေရောက်သုံးမှမဟုတ်တော့အရှိမလဲစီတီနဲ့ပွဲစဉ်မှာဆာလီဘာကိုတုံးခဲ့တာဖြစ်တဲ့အတွက်ဂေဘီယယ်မကာကြီးဆာလီဘာအထိုင်ုံပဲအိုက်တာတော့ရှောက်သုံးတော့မှအဲ့တော့ဘိုးခန်းစစ်မှာဆိုလို့ရှိရင်တော့ဒီဆာလီဘာနဲ့ဂေဘီယယ်မကာကြီးအထိုင်ုံသုံးမယ်ပြီးလို့ရှိရင်တော့ညာဘက်ချမ်းမှာဆိုရင်အနားရထားခဲ့တဲ့ ထင်ပါဘူးသုံးသွားမယ်။ဘာလို့လဲဆိုတော့ဘန်ဝိုက်ကိုရှေ့ကဂိမ်းမင်းတချို့သုံးထားတယ်။ဒန်ယာနီပြန်လာတဲ့အနေထားရဲ့လက်ရှိညာဘက်ချမ်းတိုက်စစ်တောင်ပေါ်လိုက်ပါပံပိုးတဲ့အပိုင်းမှာဆိုရင်တော့ဘန်ဝိုက်ကထင်ပါလို့တော့တိတ်အဆင်မပြေသေးဘူး။လက်ရှိအာတီတာရဲ့သဘောအကျဆုံးခန်းစစ်၄ယောက်တောင်ပြောပါဆိုရင်တော့အခုဆာလီဘာပြန်လာခဲ့တာဖြစ်တဲ့အတွက်ဒီရဒီမှာဆိုရင်တော့ကာလာဖီယိုရီ၊ဂေဗီယယ်မကာယေ၊ဝီလန်ဆာလီဘာနဲ့အဲဂျူရန်တင်မာဒီ၄ယောက်တွဲခန်းစစ်ကိုပဲသုံးတော့ပါပါ။ကွင်းလေ၃ယောက်။ကွင်းလေ၃ယောက်ကတော့နည်းနည်းလေးပြောရခက်တယ် ဲ့ဒါကတော့ကျွန်တော်တို့အနေနဲ့ဇူဟီမန်ဒီကိုသုံးမယ်ဆိုတာတော့လွဲမစရာအကြောင်းမရှိဘူး။ဘာလို့လဲဆိုတော့အနားလိုက်ရထားတယ်။တကယ့်ကိုမှအိုက်တာရဲ့အကြိုက်ဆုံးဒီယန်ရိုးကစားပါဇူဟီမန်ဒီချင်းနဲ့သုံးမယ်။ဒီကရောင်ရိုက်ကိစ္စကလည်းကျွန်တော်တို့အဆင်ပြေသေးတယ်။ရိုက်စ်ကိုသုံးမှာ။ဒါပေမဲ့ဒီနဘက်၈နေရာမှာမာတင်အိုဒီကတ်ကိုသုံးမှမလားဆိုတဲ့အပိုင်းပဲ။အဲ့နေရာလေးနည်းနည်းလေးတန်တရားရှိတယ်။ဘာကြောင့်လဲဆိုတော့မာတင်အိုဒီကတ်ကအခုမှဒန်ယားနီပြန်လာမှာ။အဲ့တော့မာတင်အိုဒီကတ်ကိုငါတို့မသုံးဘူးကွာ။ရန်ကုန်ကပဲထားမယ်ဒုတိယပြိုင်မှာထည့်သုံးမယ်ဆိုရင်ဘသူ့ကိုသုံးနိုင်တယ်။ အဲ့ဒီနေရာမှာအစည်းရှိမယ်မိန်လိုရှိမယ်ကျွန်တော်တို့တန်တရားဖြစ်တာအဲ့ဒါပဲမိခင်မိန်လိုကိုရှေ့ရပွဲစီနေမှာလဲတောက်လျှောက်သုံးခဲ့တယ်အရန်ကိုအရေးကြီးပါဆိုတဲ့ပွဲစီနေမှာတော့မိန်လိုသုံးခဲ့တာကျွန်တော်မကြာခဏပြောနေတဲ့အိုက်တာရဲ့မိခင်မိန်လိုကိုဆွဲလန်းခြင်းကစားကွက်ပေါ့မိန်လိုသုံးလိုက်တဲ့ခါမှာဘာရီယာလဲဆိုတော့ဂျူဝဲလီမှာအသာစီးယူတာရတယ်နောက်ချက်ကသူ့ဆရာနဲ့ဂိုးတွေမျောမှန်းလို့ရတယ်တက်ကန်ဘောတွေမှာမိန်လိုရဲ့ခေါင်းတိုက်ဘောတွေကိုမျောလင်းလို့ရပြီးတော့ မိန်နွားကြတော့အတကင်အာတန်ကစားသမားဆိုရင်သူ့မှာ defensive vision နဲ့ပတ်သက်ပြီးပို့လို့အားလုံးကောင်းတယ်အဲ့ဒါကြောင့်သူ့ကိုသုံးတာဒါပေမဲ့ aggressive pass တွေခင်းတဲ့ပိုင်းတွေ chess create လုပ်တဲ့အပိုင်းတွေနဲ့တချို့အပိုင်းတွေမှာ link up တွဲပြီး shit ကိုတားအာတန်တဲ့ပိုင်းမှာတော့မိန်နူစီကကျွန်တော်အများကြီးမျှော်လင့်လို့မရဘူးရရောက်ချင်းတော့ဆိုအရန်သိတာလေဘောလုံးဟိုးတက်လောက်တဲ့ပိုင်းဒီမှာ first step ဒီမှာအရန်ကမှလေးတဲ့ကစားသမားပြီးများလေးမှာစစချင်းကြံကလေးရတရားစော်တော့ပါလေအဲ့တော့ဒီအပိုင်းမှာဆိုလို့ရှိရင်တော့ မာတင်အိုဒီကတ်ကိုအဲ့လိုမျိုးကြမ်းတမ်းတဲ့နျူကာဆယ်အသင်းရဲ့ကွင်းမှာစပြီးတော့ဒယန်နေပြန်လာကစားသုံးမှာမလားဆိုတော့တန်ပြရှိတယ်ကျွန်တော်တော့အစည်းကိုသုံးသိကြတယ်ဆိုပေမဲ့ပြောလို့တော့မရဘူးအိုင်ဒါကအဲ့မီခင်းမိန်ကိုပေတီပြီးတောက်လျှောက်သုံးတာဖြစ်တဲ့အတွက်ဒီညမှာမိန်ကိုပွဲထက်လာနိုင်တယ်ကျွန်တော်စိတ်ကြိုက်ဆိုလို့ရှိရင်တော့အစည်းကိုသုံးသိကြတယ်ဒါပေမဲ့အိုင်ဒါတော့မိန်ကိုသုံးလာနိုင်တယ် မာတင်အိုဒီကတ်ကိုတော့ချက်ချင်းသုံးမယ်မတင်ဘာကြောင့်လဲဦး training session ဒီမှာကျွန်တော်ကြည့်တဲ့အခါမှာမာတင်အိုဒီကတ်အတကုံ training လုပ်နေပုံစံမျိုးတွေကျွန်တော်သိမ့်မတွေ့ရအောင်အဲကြောင့်အရင် strong မဖြစ်သေးဘူးလို့ခံယူထားဖြစ်တဲ့အတွက်မာတင်အိုဒီကတ်ကနောက်မှ ဒုတိယပိုင်းလောက်မှာထည့်ပြီးသုံးတာမျိုးလည်းဖြစ်ကောင်းဖြစ်လာတယ်။ကဲကျွန်တော်တို့တိုက်စစ်၃ယောက်တန်းပြောလိုက်အောင်တိုက်စစ်၃တန်းမှာဆိုတော့စိတ်ချလက်ချစာကောက်အသုံးလို့ရပြီ။အရှိယပေါ်ဘေးအသေးနဲ့ပွဲစဉ်မှာဆရာသမားကံကောင်းလို့ဒရာမရတာ။မိနစ်60တောက်ထိအာရီတာ၃ကောင်းနဲ့သုံးနေခဲ့တာဗောလေ။အဲသူကလည်းလူစားလဲဖို့ရည်ရွယ်ချက်ရှိပါတယ်လို့သာပြောတာ။ဒါပေမဲ့ဒရာသွားရင်ဘလို့လုပ်မလဲဆိုပြီးကျွန်တော်တို့ရင်တက်မှမှနဲ့ကြည့်ခဲ့ရတယ်။အာရီတာမစိုးရင်ရဘူး။ကျွန်တော်တို့ပဲစိုးရင်ရတယ်လို့ဖြစ်နေတာဗောလေ။ ်အထောင်တိုက်စစ်နေရာအတွက်ကတော့ကျွန်တော်တို့ကဗစ်တာယောဂရက်ကိုပဲလက်ရှိချိန်မှာရွေးရမှာခိုင်ဘက်ကလည်းပြန်မလာနိုင်သေးဘူးအထူးသဖြင့်ဂျေဆုတို့ကလည်းဒီဇင်ဘာလလောက်မှပြန်လာနိုင်မယ်မိန်နိုတော့အထောင်တင်ဆော့သွားတဲ့ပုံစံမျိုးတော့ပေါ်ပေးသေးတဲ့ပွဲစဉ်မှာကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့လက်ရှိချိန်မှာဒီလိုပွဲစဉ်ဒီမျိုးကတော့တိုက်စစ်မှုစစ်စစ်ဝယ်ပြီးသွားပြီဆိုရင်တော့သုံးကိုသုံးရတော့မယ်ကြိုက်သည့်ဖြစ်စေမကြိုက်သည့်ဖြစ်စေကစားဝတ်နဲ့အံဝင်သည့်ဖြစ်စေမဝင်သည့်ဖြစ်စေလောလောဆယ်မှာတော့ဗစ်တာယောဂရက်ကိုပဲအိုက်တန်နေနဲ့သုံးသွားဖို့ရှိတယ်သုံးကိုသုံးပါ ဒီလောက်ဈေးကြီးပေးဝယ်ထားပြီးတော့တော့အရန်ကုန်မှာထားမှာမဟုတ်ဘူး။ကဲဘယ်ဘက်ချမ်းဘယ်ဘက်ချမ်းမှာတော့လက်တလောခြေစွမ်းပြနေခဲ့တဲ့မာတီနယ်လီကိုကျွန်တော်ထားစီခြင်းတယ်။ပေါ်ဘေးအသင်းနဲ့ပွဲစဉ်ရှေ့ပွဲစဉ်ဒီမှာဆိုရင်တော့ဒီပေါ်ဘေးအသင်းနဲ့ပွဲစဉ်မှာဆိုရင်တော့မာတီနယ်လီကိုသုံးသွားခဲ့တာမှန်ပေမဲ့အရေးပါပါတယ်ဆိုတော့ City အသင်းနဲ့ပွဲစဉ်မှာ Trossard ကိုသုံးသွားခဲ့တယ်။တချို့အချိန်ဒီမှာမကြော်နိုင်ဘူး Trossard ကဒါပေမဲ့အခုလို Castle နဲ့ပွဲစဉ်မှာဆိုရင်မြန်နှုံးမြင့်ပြီးတော့ခန်းစစ်ကိုလည်းမြန်မြန်လေးပြန်ပြီးစင်းကူနိုင်တဲ့မာတီနယ်လီသုံးရင်တော့တော်တော်လေးကိုအချိန်ကြီးကောင်းမှထင်တယ်။ မာတီနယ်လီကိုကျွန်တော်တို့ကြိုက်လားဆိုတော့အရင်မကြိုက်ဘူးဒါပေမဲ့မာတီနယ်လီအမားပေါင်းများစွာကိုကျူးလွန်ကောင်းကျူးလွန်လိမ့်မယ်သို့တော့အသင်းအတွက်ဆိုရင်တော့ယာနှုံးပြေးပေးဆက်တဲ့ကစားသမားဟိုတချို့စကေးဝိုင်းနဲ့ပတ်သက်ပြီးတော့လိုအပ်ချက်ရှိတဲ့ finishing နဲ့ပတ်သက်ပြီးလိုအပ်ချက်ရှိတဲ့ပါနာမှုနဲ့ပတ်သက်ပြီးလိုအပ်ချက်ရှိတာမှတ်ပေမဲ့မာတီနယ်လီဒီအာဆင်နယ်အသင်းအတွက်ဆိုရင်တော့သူ့ရဲ့စိတ်ရင်းကလုံပေးခြင်းနဲ့စိတ်ရှိတယ်ဒါပေမဲ့တကယ် final decision တွေမှာဆိုရင်တော့တော်တော်လေးကိုမှလေးလာသိမှုလိုသေးတဲ့ကောင်းလေးပေါ့လေဒါပေမဲ့ quick transition နဲ့သွားကျင်တယ် highline defend တင်ပြီးတိုက်လာမဲ့ castle တင်းရဲ့ backline နောက်ကျောကိုလောင်းဘောတွေချကျင်နေဆိုရင်တော့ martinelli ကအသုံးဝင်ဆုံးပဲအထူးသဖြင့်ဒီ queen လက်ကစားသမားတွေစီကနေပြီးတော့ direct attack တွေကို martinelli စီကနေကျောကိုသွားလို့ရတယ်အဲကြောင့်ဒီ forward ဆုံ၃အောင်စလုံးဒီ arsenal တင်းရဲ့အရေးပါတဲ့ကစားသမားရွေးချယ်မှုတွေဖြစ်မှဖြစ်မယ်အဲတော့ main တို့အရှိကပေါ်ပြီးတင်းနဲ့ပွဲစီမှာသုံးခဲ့တာမှန်ပေမဲ့ရောဂရက်ကပွဲထွက်လာမယ်ဒီနေရာမှာတော့ main တို့၃အောင်လောက်ပြီတစ်ချက်တော့ကြည့်ရမယ်စာကာကျင်းတွေထွက်ပဲ ယောဂရက်ဂျင်းနေထွက်မယ်ဘယ်ဘက်ချမ်းမှာမာတင်လီ3လား trosset 3လားဆိုတဲ့ option တခုတော့စောင့်ကြည့်ရမယ်တေချာတို့ကတော့အဇီးကိုသုံးမှာမဟုတ်ဘူးအဲ့တော့အဇီးကိုတော့ကျွန်တော်ကတော့ဒီ number 8 row အထူးသဖြင့်ပေါ့လေဒီ haspedia နေကောင်းကောင်း create လုပ်ပေးနိုင်မယ်မာတင် odigat မသုံးဆိုရင်တော့အဇီးကိုအဲ့ညမှာသုံးသိချင်တယ်အဲ့တော့ aida အနေနဲ့တကယ်ပွဲကြီးတွေမှာ main ကိုသုံးတဲ့ကစားဟန်ကိုသုံးမလားဒါမှမဟုတ်ကျွန်တော်တို့စိတ်ကြိုက်ပဲအဇီးနဲ့ declan right မာတင်ဆူမန်နီဆိုတဲ့ကွင်းလက်အထိုင်ကိုသုံးမလားတစ်ချက်တော့ကြည့်ရမယ်ခန်းစစ်ကတော့ဒီတိုင်းပဲအဲ့တော့ ကျွန်တော်စိတ်ကြိုက်ရွေးချယ်ထားတဲ့စီးရင်ရဆိုလို့ရှိရင်တော့ဒီနေ့ညပွဲစဉ်မှာဂိုသမားရာယာခက်စစ်၄ယောက်တိုင်မှာဆိုလို့ရှိရင်ကာလာဖီယိုရီဂေဗီယယ်မကာယေဝီလျံဆာလီဘာဂျူရီယန်တင်မာကွင်းလက်သုံးမှာဆိုရင်ဇူယီမတီဒီကလန်ရိုက်နဲ့အစည်းဒါမှမဟုတ်မိန်နိုလည်းသုံးရင်သုံးလာတယ်ကျွန်တော်တို့အစည်းကိုဖွက်တက်စီချင်တာပေါ့လေတိုက်စစ်သုံးမှာဆိုလို့ရှိရင်တော့ဗီတာယိုဂရန်ဘူကာအိုဆာကာမာတီနယ်လီသုံးစီချင်တယ်ဒါမှမဟုတ်အဲ့မာတီနယ်လီနေရာသီးအိုက်တာဘယ်သူ့ကိုသုံးမလဲဆိုတော့ကျွန်တော်တို့ချက်တော့စောင့်ကြည့်ရမယ်နောက်မှ အသင်းရဲ့တိုက်စစ်ကိုမြင့်တင်မယ်ကွာဆိုတဲ့ပုံစံမျိုးနဲ့မာတီနယ်လီကိုအရန်ကမှထားတာဖြစ်နိုင်တယ်လို့မာတီနယ်လီကိုသုံးပြီးတော့လေတိုက်စစ်ကိုသွားလေဖြစ်ကောင်းဖြစ်နိုင်ပါတယ်အဲ့တော့ကျွန်တော်တို့စောင့်ကြည့်သွားမှာပါ ဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပျော်ရွှင်ဖြစ်ဖြစ်ကစားခြင်းဆိုတော့ဘာပြဖို့နံပါတ်3ချောက်ကို646 46လုံး3ချောက်တဲနံပါတ်3ချောက်ကို9983ခေါင်းနေရာတို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ဘယ်မှာပဲဆော့ဆော့ပါကိုထွတ်စီမှာလာပြီးအကောင့်ဝင်တဲ့သူတွေအားလုံးကိုနိုင်ပါစီဆိုပြီးကျွန်တော်ကိုယ်တိုင်လည်းဆုတောင်းပေးနေပါတယ်ဘောလုံးပွဲတွေမကစားတတ်ရင်မကစားပါနဲ့ကစားတတ်ရင်တော့ကျွန်တော်စီမှာနွေနွေထွေထွေအားလုံးကိုကြိုဆိုပါရစေခင်ဗျာ